ပွဲတစ်ခုမှာလာနုပ်စစ်တဲ့အန်တီဂျီရဲ့အပေါ်မမြင်ရှင်းအောင်ဆောင်ကခွဲခြားတယ်လို့ပြုမှုခဲ့တာကြောင့်ဝေဖန်ခံရတဲ့အမေမြေမို့မင်းမြေမို့ကအနေတီပြီးတော့အေးစစ်စစ်နေထိုင်တဲ့မိန်းကလေးအဖြစ်နာမည်ကြီးတဲ့သူပါတခြားသောမင်းမီးတွေကအရှုပ်ရှင်တွေပေါ်ထွက်လာပေမဲ့လည်းမင်းမြေမို့ကတော့နာမည်ပြက်မရှိအောင်နေထိုင်တတ်သူဖြစ်ပါတယ်။ကင်မရာရှေ့မင်းမြေမို့ကပိတ်ထက်တွေကိုတရင်တနည်းဆက်ဆက်တက်တာကြောင့်လည်းလူရှိလူခင် ပေါ်များနေရတာပါ။အပိချတဲ့အထဲမှာလည်းလူငယ်တွေလည်းရှိကြတယ်လို့ ပန်းနေတွေဇလံတွေထဲကအပိခဲကြတဲ့အနေပြိတက်တွေလည်းရှိကြပါတယ်။မင်းမျက်မှောက်ကအနေတီပေမဲ့လည်းပြိတက်တွေကိုမခွဲခြားတက်ဘူးလို့ထင်ခဲ့ကြပေမဲ့တကယ်လို့တွေ့မှာတော့အဲ့ဒီလိုမဟုတ်ခဲ့ပါဘူး။ပွဲတစ်ခုမှာလာရောက်နှုတ်ဆက်တဲ့ NTG အပေါ်မမြင်ရှင်းရောက်ဆောင်ကခွဲခြားတယ်လို့ပြုမှုခဲ့တာကြောင့်သီချို ဆိုပြီးအပြောခံနေရတာဖြစ်ပါတယ်။မင်းမျက်မှောက်ဆိုရင်ပန်းနေတွေကလိုက်တာကြောင့် NTG တော်တော်များများကသဘောကျနေတဲ့ခဲ့ကြပါတယ်။ဒါကြောင့်မို့လဲ အမခန်အန်တီကြီးတွေရဲလို့ရှိခဲ့ပါတယ်။ဒီမှာရဲ့ရုပ်ရှင်တစ်ဖြစ်တဲ့ပန်တိုရာရုပ်ရှင်ရုံတင်ချိန်မှာလည်းဝင်ရံကြပါတယ်။ပန်တိုရာရုပ်ရှင်ကရုံမတင်ခင်မှာမိတ်ဆက်ပွဲလို့ကဗိတ်သက်တွေကလည်းတွားခဲ့ကြပါတယ်။အဲဒီမှာကောင်းလေးတယောက်ကမင်းမြမို့ကို ရှစ်လုံးမုတ်တွေပါဝဲကလက်ဆောင်ပေးခဲ့ပါတယ်။မင်းမြမို့ကမုတ်ကိုယူလိုက်လို့အန်တီကြီးတယောက်ကလည်းဓာတ်ပုံတွဲရိုက်မှန်ဆိုကဘေးကပ်ပါတယ်။ အန်တီကြီးကမင်းမြင့်မုံနဲ့အတူတပ်ပုံတွဲရိုက်ရှင်တာကြောင့်စောင့်နေတာဖြစ်ပေမဲ့လည်းမင်းမြင့်မုံကတော့ကြော်တော့ခဲ့ပါတယ်ဗီဒီယိုထဲမှာမင်းမြင့်မုံရဲ့အမူအရာတွေကထင်ရှားနေပြီးတစ်ဖက်ကအန်တီကြီးကိုမခေါ်ချင်းတလို့လောက်တာကတည်တာနေပါတယ်ဒါအပြင်အန်တီကြီးကအရန်တောက်ပြောင်တဲ့အဝတ်စားနဲ့လည်းမဟုတ်တာမို့ခွဲခြားသွားတာလားလို့ဒီပြောစရာဖြစ်သွားခဲ့တာပါအန်တီကြီးနေရာမှာအခြားတယောက်ဆိုရင်တော့ နှုတ်ဆက်နိုင်ပြီးအတိတ်ကြီးကြီးအန်တီကြီးဖြစ်နေလို့အရေးမလုတာ ဖြစ်တဲ့အကြောင်းပြောနေကြပါတယ်။အနုပညာရှင်တွေရဲ့ပြဋိဌာန်းတွေကြားမှာဒီလိုအပြုတ်မှုတွေကလည်းမကြာခဏဆွတ်တုံဖြစ်တတ်ပါတယ်။တချို့သောပြဋိဌာန်းတွေကအနုပညာရှင်တွေနဲ့အတူဓာတ်ပုံတွဲရိုက်ရရင်ပျော်ရွှင်နေတတ်ကြတာကြောင့်ဓာတ်ပုံရိုက်ဖို့အတွက်တကူတကရောက်လာတတ်ကြပါတယ်။ဒါပြင်အချိန်ခဏလေးပေးကဓာတ်ပုံလေးတစ်ပုံအတူရိုက်ပေးရတာဘာဖြစ်မှမဟုတ်လို့လဲဆိုပြီးတော့ပြောဆိုနေကြတာဖြစ်ပါတယ်။မင်းမြတ်မို့တရုတ်ဆောင်ကောင်းတဲ့ဆိုပြီးတော့ ဝိုင်းဝန်းပြီးအားပေးကြပေမဲ့လည်းအမခံပိတ်တအန်တီဂျီတယောက်ကိုတော့မသိချင်ရောက်ဆောင်သွားခဲ့တာပါဒီအန်တီဂျီကတော့လူများကြားထဲမှာမင်းမြတ်မိုးရဲ့အပြုမှုကြောင့်ရှေ့ရသွားနိုင်ပါသေးတယ်ဒါကြောင့်မင်းမြတ်မိုးကငွေရှိတဲ့သူကိုပဲအလေးထားပြီးဆက်ဆံတတလားဆိုပြီးတော့ထင်သွားခဲ့ကြပါတယ်တချို့တွေကတော့မင်းမြတ်မိုးဟာဒီလိုခွဲခြားတတ်သူမဟုတ်ပဲမမြင်တာကြောင့်ဒါကြော်သွားတာဖြစ်တဲ့အကြောင်းဒီအန်တီဂျီနဲ့အတူတပ်ပုံတွဲရိုက်ခဲ့ကြောင်းပြောခဲ့ပါတယ်မင်းမြတ်မိုးကဒီနှစ်တွေအတော်တွေမှာ အရန်အောင်မြင်လာပြီးတော့အထူးစကားတွေကလည်းယုံတင်လာခဲ့ရပါတယ်။ဒါ့အပြင်ရုပ်ရှင်ထုတ်လုပ်ရေးကတထေးကြီးတယောက်နဲ့လည်းတွဲနေတဲ့ဆိုတဲ့သတင်းတွေကလည်းထပ်ပေါ်လာခဲ့ပါသေးတယ်။ထုတ်လုပ်သူကလည်းရည်စားတော်ထားတဲ့အပြင်ရုပ်ရှင်ဇာတ်ကားတွေမှာလည်းဆက်တက်တရုပ်ဆောင်လာရတဲ့မင်းသမီးဖြစ်တာကြောင့်အရင်နဲ့မတူဘဲပြောင်းလဲသွားခဲ့တာလားဆိုပြီးတော့ထင်သွားခဲ့ကြပါသေးတယ်။မိဘတိုင်းဝိုင်းကလည်းချမ်းသာကြတာကြောင့်ဗကမာဟိုတယ်ကြီးဖွက်ကစီးပွားရေးလုပ်ငန်းတွေကိုလည်းဥဆောင်နေရတာဖြစ်ပါတယ်။တချို့တော့အနုပညာရှင်တွေကတော့ တွေးမှခင်မင်ပြီးရှို့တာပြတဲ့တွေးချိုတွေလည်းလုတ်တက်ကြတယ်လို့စိတ်ထဲကနေမပါလဲလှုပ်ချိုတွေလုတ်ပြတ်တက်ပါသေးတယ်။ဒါပြင်ကုန်ရှိငွေရှိသူတွေကိုပဲခင်မင်ရှို့တာရှင်နဲ့သီချိုတွေလည်းရှိကြပါသေးတယ်။အနည်းပညာလောကထဲမှာမောင်မြင်ခင်ကတော့ပရိသတ်တွေကို အလေးထားပေမဲ့လည်းအရှို့တွေက အောင်မြင်လာတဲ့အခါမှာပြောင်းလဲသွားတတ်ကြပါတယ်။မင်းမြတ်မောကတော့အရင်ကတည်းကအနေတီတူဖြစ်ပြီးခွဲခြားဆက်ဆံတတ်သူမဟုတ်တဲ့အကြောင်းပြောကြပါသေးတယ်။ဒါပေမဲ့အခုလိုဖြစ်ဖြစ်ကြောင်းပရိသတ်အရှို့ရဲ့အမြင်ကလည်း တမျိုးပြောင်းလဲကုန်ကြပါတယ်ငွေကြေးလဲချမ်းသာတယ်လို့အောင်မြင်နေတဲ့မင်းသမီးဖြစ်နေတဲ့မင်းမြတ်မို့ကသူ့မှာလဲအကြောင်းကိစ္စတွေရှိနိုင်တာကြောင့်တတိမထားမိတာလဲဖြစ်နိုင်ကြောင်းဖန်တွေကပြောပြနေကြပါတယ်သူနဲ့သက်ပုံရိုက်ရှင်တဲ့အန်တီဂျီအတွက်တော့စိတ်မကောင်းဖြစ်ပေမဲ့လဲတခါတရံမှာတော့ကင်မရာရှင်းနဲ့ကင်မရာနောက်ွယ်မှာစစ်ဆန်ရေးတွေကမတူညီနိုင်ကြောင်းသိတာစေပါတယ်မင်းမြတ်မို့ကသူ့ကိုတပ်ပုံလာရိုက်တဲ့အန်တီဂျီကိုမမြင်လိုက်တာလားဒါမှမဟုတ်တမင်မဲချောင်ထွက်သွားခဲ့တာလားဆိုတာ comment မှာပြောပြခဲ့ကြပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်